အဲ့ဒီ V neck ကွင်းဆိုတဲ့ကောင်မနော်ကလေးစာအောင်မီးရှို့မီးရှို့ပြီးတော့ကြောင်တောင်တောင်ဖြစ်လို့ကလေးကိုလည်းအသေးရိုက်လို့သူ့ဘာသူဟိုဟိုဟာ line မော်မှာ line line မြောင်းအောင်လို့ရှောက်ပြီးပြောတာနော်နင်းစောက်လုံးနဲ့နင်းကိုယ်တိုင်မြင်တယ်မဟုတ်လားအဲ့ကလေးစာချိုးဟမ်နင်းကိုယ်တိုင်မြင်တယ်မဟုတ်ဘူးလားနင်းအောင်လက်ဖြားခါပြောတဲ့နင်းအဲ့လိုဆိုဘဝကိုဘလို့မှရက်တီလို့အဆင်မပြေဘူးသူ့အဖေစီပေးလိုက်ဆိုရင်နင်းကိုယ်တိုင်ပေးခိုင်းတာလीအ အားလုံးပဲမင်္ဂလာပါတင်ငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တင်ငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ဒီကအမားနှစ်ယောက်ကပေါ့နော်သူတင်ကိုတင်ပြိုင်ပြီးတော့ပွဲဖြစ်နေတဲ့သတင်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်ဗျတင်ငယ်ချင်းနေဆိုတဲ့သဘောတရားကနော်တစ်ချိန်လုံးကဘလောက်ပဲတက်တက်ဘလောက်ပဲချစ်ချစ်သူတို့နော်တစ်ခုလေးမှားလိုက်တာနဲ့နောက်ကျောင်းနေအကုန်ဖော်ကုန်ရောဗျဒီထဲမှာပေါ့နော်တင်ငယ်ချင်းနှစ်ယောက်တယောက်နဲ့တယောက်မကြည်နက်တာတွေကိုအပြန်အလှန်ပွဲဖြစ်နေတဲ့အကြောင်းလေးပဲဗျနော်သူတို့နှစ်ယောက်ကတော့နော်တစ်ချိန်လုံးကတော်တော်ကိုခင်ခင်မင်မင်ရင်းရင်းနှီးနှီးရှိကြတယ်ဗျ အခုကြတော့လေသူတို့နှစ်ယောက်ကတကယ်ကိုရန်သူကြီးတွေပဲတငယ်ချင်းနေနော်ဘလောက်ပဲချစ်ချစ်ကိုယ့်ရဲ့အတွင်းရေးကိုတော့ပြီးမသိကြနဲ့ဗျာဒီတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ပွဲလေးကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်ကြရအောင်ဗျာနော်အဲ့ဒီ vein neck queen ဆိုတဲ့ကောင်မနော်ကလေးစာအောင်မီးရှို့မီးရှို့ပြီးတော့ကြောင်တောင်တောင်ဖြစ်လို့ကလေးကိုလည်းအသေးရိုက်လို့သူ့ဟာသူဟိုဟိုဟာ line မှာ လိုက်လိုက်များအောင်လို့ရှောက်ပြီးပြောတာနော်ကျမကိုဒုက္ခရောက်လို့ဆိုပြီးကျမအဆဆုံးရှင်းပြမယ်ကျမအဲ့နေဖုန်းဆက်လိုက်တယ်တဲရေငါနင်းကို subscribe ကြော်ညာအပ်ချင်လို့ဒါမှမဟုတ်လဲငါနဲ့နင်းနဲ့ချိတ်ပြီးရောအဲ့လိုပတ်ဆန်းစာပြီးလောက်ပါလားနော်ကျမခေါ်လိုက်တယ်ခေါ်လိုက်တော့ तू အဲ့ရမှာအိမ်ပြောင်းအောင်လို့ဒုက္ခရောက်နေတယ်နောက်ဆုံး तू ရောက်ခမလားမသိဘူး तू ယောက်ျား၃ယောက်ရှိရယ်ယောက်ျား၃ယောက်ရှိရယ်ဟာမနောက်ဆုံးယောက်ျားရဲ့ယောက်ခမအိမ်အမေအိမ်လားမသိဘူးတွားတယ်နော်တွားပြီးတော့ကျမဖုန်းလဲဆက်တယ်ကျမယောက်ျားအဲ့လိုရှုပ်ရှုပ်ရှက်ရှက်ကျမ ဟိုဟာရှုပ်ရှုပ်ရှက်ရှက်လုံးဝမကြိုက်ဘူးเนาะကျမလည်းအိမ်ပေါ်အိမ်အောက်တောင်ဆင်းနေလို့မဟုတ်ဘူးเนาะအဲ့လိုဖုံးဆက်လို့မလို့အကယ်အဲ့ဆိုရင်တော့တဲ့ကြီးငါအိမ်လာနေအစ်မပြင်းငါအိမ်လာနေကိုကကိုကတော့ဒီတငယ်ချင်းမှမဟုတ်ဘူးအကုန်လုံးကိုကောင်းပေးရေเนาะကိုကိုအကြောင်းပြန်မသိရလို့ဆိုအကုန်လုံးသိရစကားပြောတာအစားเนาะကျမရိုင်းရိုင်းဆိုင်ဆိုင်နဲ့မှမပါဘူးเนาะသူဒုက္ခရောက်နေလို့အေးအဲ့ဆိုလဲတဲ့တဲ့ကြီးငါအိမ်လာနေရှင်တို့ကိုချင်းစာချင်းเนาะကျမအိမ်မော်ခေါ်တင်လိုက်တယ် နော်ကလေးနှစ်ယောက်နဲ့ရောက်လာပထမတော့အကောင်မဲ့အေးစီပဲကျမညဆိုဆက်ခရက်ရိုက်ခိုင်းတယ်မျက်နှာကြီးစူပုတ်ပြီးကျမဝင်ရိုက်ပေးခြင်းအဲ့နဲ့အော်အေးတဲ့ကျမဆက်ခရက်လောက်ခိုင်းတယ်နော်ဆက်ခရက်ကတဲ့အောက်လမ်းမလို့တဲ့အမဲအောင်သူနဲ့အမဲအောင်အဆင်မပြေဘူးတဲ့အမဲဆိုအောက်လမ်းမလို့တဲ့နောက်တစ်ခုကြက်ချက်ရောက်လုပ်တယ်ကြက်ချက်ရောက်ကကြာလေသူ့ရဲ့အတိုက်တဲ့အောက်လမ်းမလို့တဲ့အဆင်မပြေဘူးတဲ့နော်ရှင်တို့စဉ်းစားတယ်အောက်လမ်းအဆင်မပြေဘူးတဲ့ကျမစီပွားရုံနော် ျမစီပွားရေးဒီနောက်ကဒီမှာဒီတောင်မန်လေးအလှချိတ်ထားတဲ့ဟာအစသူ့ရဲ့နောက်မှာတောင်မန်ပောက်ပြီးတော့တဲ့အောက်လန်းနဲ့လုတ်တလို့ခံစားရတယ်တဲ့ပြီးတော့ဘာပြောလဲဆိုသူကြောက်နေလားမကြောက်နေလားကျမပြောပြမယ်နော်ဟွာတဲ့သူအိမ်အိမ်ပြောင်ရွှေကားသမားတွေကိုသူကအဲကျမရင်ရောက်လာပြီးတော့အိမ်ပြောင်ရွှေကားသမားတွေကိုအိအိအိပစ္စည်းတိုင်းနဲ့နေမှာတည်လာပြီးတော့၁၂သိန်းမပေးဘဲနဲ့အိကားပေါ်မှာပစ္စည်းအကုန်ထားထားရယ်နော် ပစ္စည်းကုန်ထားထားရင်ဖုန်းနဲ့ဆက်သွယ်မလုပ်ဘူးသူကသူအဲ့ဒါတော့သူကိစ္စပေါ့နော်သူသူထားထားရင်အိမ်ပြောင်းရွှေကားသမားတွေကအဲ့လိုခံရတယ်ကလေးကိုလည်းဒီအိမ်မှာရိုက်တိုင်းအမြဲတမ်းပေါ့နော်ကလေးကိုလည်းကြောင်ကြောင်ကြောင်တောင်တောင်ဖြစ်တိုင်းထားထားရိုက်တယ်နော်ပြီးလို့ရှိရင်ဗာပြောလဲဆိုရင်ဟိုအားတဲ့ သူ့ရဲ့အဲ့တောင်နှကုံမှာနေခဲ့တဲ့အိမ်ပါဝင်ကျင်ရတဲ့ဖက်တီးမှာတဲ့ဝဝနဲ့ကောင်မှာတဲ့သူ့အောက်လန်းနဲ့လုတ်တယ်အိမ်ပါဝင်ကျင်ရပေါ့သူ့အောက်လန်းနဲ့လုတ်တယ်တဲ့သူ့အိမ်မှာလည်းအတန်နေကြရတယ်ပေါ့နော်အဲ့နေကျမတို့ဂျားထဲမှာခင်တဲ့တကယ်ချင်းတယောက်ရှိတယ်ကျမတို့ငွေကြီးသူ့နဲ့ပြဿနာတက်ထားတဲ့တယောက်ကျမကျမချီးလိုက်တယ်ချီးပြီးပြဿနာတက်ထားတဲ့တယောက်ကိုအဲ့ငွေကြီးတယောက်ကိုအဲ့တယောက်ကလည်းတဲ့သူ့ကိုလေအောက်လန်းနဲ့လုတ်တယ်တဲ့သူကအခုလေအပြစ်မှာဖုံး အပြင်ထွက်သွားရယ်နော်မနှက်ဆိုရင်အပြင်ထွက်သွားရယ်လမ်းမှာဘတ်စကားပေါ်မှာဘတ်စကားစီးရင်းနဲ့ဖုံးရင်းတစ်ပါးနဲ့ပဲတွေ့တွေ့လူနဲ့ပဲတွေ့တွေ့သူ့ကိုအဲ့ဖုံးရအောက်လမ်းနဲ့လှုပ်တယ်ပဲပြီးရင်အဲ့ဖုံးရတဲ့သူ့ကိုပခုံးတိုက်တာအောက်လမ်းနဲ့လှုပ်ချင်လို့တဲ့နော်နောက်ထပ်ရှိသေးရယ်သူ့အဲ့လိုဘယ်မိတ်ဆွေတငယ်ချင်းတွေပဲတွေ့လာတွေ့လာအောက်လမ်းနဲ့သူ့ကိုလှုပ်ခဲ့တယ်ပဲအဲ့နဲ့ကျမတို့ကကြာတော့ဒီအောက်လမ်းနေပဲကြားနေရအဆင်မပြေနေတော့ဘူးတိလာတစ်ချိန်လုံးသူ့နှုတ်ကအောက်လမ်းအောက်လမ်းအဲ့နဲ့ကျမမဲတော်ចောင်းသွားတယ်နော် မဲတော်ចောင်းသွားတယ်အုံသွားခွဲကျမဟိုးရင်ကလေးအုံခွဲတဲရီလိုက်ချင်လဲလိုက်ခဲ့မဲတော်ကကြာတော့ဆူတောင်းပြေလိုက်ချင်လဲလိုက်ခဲ့ဆိုလိုက်မယ်လိုက်မယ်တဲ့သူလဲကိုးကွယ်ရယ်ဆိုပြီးတော့လိုက်ပြီးခွဲပြီးတော့ပြဲလာတော့ကြာတော့ကျမကိုဘလို့ကျမယောက်ျားအလုပ်သွားတယ်နော်ကျမဘလောက်တီးခံခဲ့လဲဆိုတော့ဒီအိမ်မှာညပကြီးဘလို့ဘလို့အုံနောက်ပြက်လဲဆိုရင်နော်အဲ့မဲတော်ကတဲ့အမေးဖြစ်နေလို့တဲ့အမေကာလီမာတဲ့ တိလားအမေဖြစ်နေအမေတော်စော်ကနော်မကိုကွယ်ခြင်းနေသူ့ဘာသူလိုက်လာတာကြောင်းနေလဲကျမမခေါ်ပွဲမခွဲဘူးဆိုလဲကျမတို့ဘာမှမဟုတ်မှာဖြစ်ဘူးသူ့ဘာသူအောက်လန်းနေလှုပ်ပြီးတော့သူ့ဘာသူကြောက်နေရနော်အမေကိုတော်တော်မုန်းနေပုံရတယ်နော် အမေတော့လည်းအမေကြီးဖြစ်နေလို့ရဲ့ပြီးရတဲ့တကားကြီးရတဲ့ပိတ်ထားတာရဲ့အဲ့ဒါရဲ့အောက်လိုင်းနဲ့မေတော့ပြောရတော့အောက်လိုင်းနဲ့အဲကျမတို့လည်းယုံကြည်မှုလွန်ကွဲနေရတော့မဟုတ်ဘုဒ္ဓဘာသာမြန်မာလူမျိုးဆက်ဆက်နော်အုံခွဲရယ်ဆိုတာကံလေးမြင်အောင်လို့တော့ခွဲတာကိုယ်ဘယ်သူမှအတိုင်းခိုင်းမလုံနိုင်အောင်လို့တော့ခွဲအဲ့ဒါမေတော့ရဲ့ဟိုဟာရဲ့ဗာလဲအဲ့လိုအမေအောင်ဆိုတော့တဲ့အောက်နဲ့အောက်အောက်လိုင်းနဲ့ဆိုလို့သူပြောရနော် ပြီးရောနော်သူ့ရဲ့အုံနောက်ပြက်လားမပြက်လားကျမနေရဆိုခံစားကြည့်လိုက်နော်နေ့တိုင်းတော့ဒုက္ခတွေပေးနေရကျမအိမ်မောတက်ပြီးတော့နော်ကြောင်တုံတုံလေးလုံနေရခဏနေဖျားသွားမယ်ခဏနေအောက်လဲနဲ့လှုပ်ခဲရခဏနေစိတ်မကြည်ရောခလေးကိုရိုက်သူ့ဝေမန်းနီးနဲ့ငွေထဲတာအစားဝေမန်းနီးကအနီရောင်းနဲ့ဟိုဟာတဲ့ဟိုဟာတဲ့ဝေမန်းနီးကအဖြူရောင်းဝေမန်းနီးရတဲ့အဝါရောင်းပေါ့နော်ရုံးမပန်ရတဲ့အဖြူရောင်းပေါ့မှာအနီရောင်းနဲ့အဲ့ဟာတဲ့ သူ့ကိုတဲ့အောက်လန်းနဲ့တိုက်တာတဲ့အဲ့တော့သူ့စိတ်တွေထွေပြားလာပြီဆိုရင်ကလေးကိုလည်းအဲ့ညာအသေးရိုက်တာနော်သူကလေးကလည်းအရန်ဆိုးတယ်ကလေးကိုအရန်အသေးရိုက်တာအသေးရိုက်တော့အဲ့မှာအော်ကြီးဖြစ်တယ်ကျမတို့အိမ်မှာပတ်ဝန်းကျင်တည်ရယ်နော်ကျမတို့ပတ်ဝန်းကျင်အကုန်တိအကုန်တိရယ်ရတယ်တသိတွေခေါ်ပေးအောင်မှာ ကျွန်မမှာစာရေးလည်းရှိရယ်နော်အတန်ဖိုင်လည်းရှိရယ်အဲ့လိုပြောတယ်ဆောနာလည်းကျွန်မဖုန်းခေါ်ထားရယ်နော်ကောင်မချသွားတယ်ကျွန်မဘလော့ပြီးပြောချင်တိုင်းနေပြောနေနမဲကြီးချင်တာနဲ့အိမ်မော်တက်ပြီးဆော့ကနော်နင်းအဲ့လိုဆော့ကလို့လည်းနင်းကလေးခံရတာဘာသူမှအောက်လဲနေမလို့ဘူးကိုရဲ့စိတ်ရစေတနာကိုမြတ်တာကိုပြန်စူးတာပဲနော်ပြီးတော့အမြဲပြောတူတဲ့နိုင်ငံရေးတစားကံအဖြစ်တဲ့ဘာဘသူကလောက်တာဆိုလာပဲကျွန်မလည်းမသိဘူးကြာရင်ကျွန်မရောက်ကြတော့ ကျွန်မကပြောတယ်နင်ယူတော့မယ်နော်နင်သူနဲ့နေယူတော့မယ်သူလဲကြားတယ်အကုန်လုံးနော်ဟိုကားတယ်တစားနိုင်ငံရေးတစားကနေအခုဟိုမှာလူငလင်လုတ်တယ်မန္တလေးမှာငလင်လုတ်တယ်သူပြန်လာလို့တယ်သူတစ္ဆာစူးလာတယ်သူကြောင့်မလို့တစ္ဆာစူးပြီးတော့ငလင်လုတ်တာကျွန်မလည်းမကြားဘူးတဲ့စကားရယ်နော်ပြီးတော့ကြာပန်းအဖွဲတွေရောသူပြောနေကြကြာပန်းအဖွဲနဲ့ဘယ်အပြာအဖွဲနဲ့ပန်းရောင်အဖွဲနဲ့ဘလို့တိုက်တာအဲ့ဒီမှာငါနိုင်ငံရေးတစားအဖြစ်ကံဖြစ်ခံရမှာခလေးခလေးကိုဆုံးမှာကျွန်မတို့လည်းဘာကြီးကြားနေရမှန်းကိုမသိရအဲ့တော့ကြာတော့လူဆိုတာကို ့အိမ်မောလဲခေါ်တင်တာဒီကိုလေတီလာကျတော့ဒီကလေးနှစ်ယောက်ရဲ့ညသကောင်ကြီးဒီမှာပတ်ဝန်းကျင်ရှိရဲ့လာမေးလို့ရှင်တို့လာမေးလဲရတယ်ကျမနောက်နေ့ပြဆိုလဲပြပေးမယ်တီလာအခုသူတော်တော်လွန်လာလို့ကျမထုတ်ပြောရနော်အဲ့တော့နိုင်ငံရေးတရားခံတွေရောဘာတွေတနေ့တနေ့ကိုရှုံနေရပဲကွယ်တီရမလားသူ့ကိုအခုလို့ငိုတုတ်ထိုင်နေနေလဲနော်ခဏနေဟဲ့ဘသူကအွန်လိုင်းနဲ့လှုပ်လိုက်လို့ကျမစိတ်တွေထွေနေပြီဘသူကမီးထွန်းနေပြီအဲ့လိုအယူးမကြီးလို့ဖြစ်နေရ အဲ့တညမှာလေကျမတို့အိမ်ရှိမှာနော်ဗီဒီယိုရိုက်တလို့နဲ့ကျမတို့အိမ်ရဲ့အရှိမအောင်ရွေ့ပြုံးနေတငယ်ချင်းတင်အမဟိုဟာပေါ့နမည်မထည့်ရပဲရှိရဘလို့ဘဲကောင်မှဘလို့ပေါ့ကျမအိမ်ကြီးအနက်ဝတ်တဲ့နေရသူကဘလို့အယောင်မကြိုက်မှန်းသိရတာနဲ့အနက်ဝတ်တာပေါ့အဲ့လိုပြောတာနော်ကောင်မတော်တော်လွန်နေပြီနော်တီးခန္ဓာအတိုင်းတာပဲရှိရအိမ်မခေါ်တင်ထားပြီးရှင်တို့ကိုချင်းစာချင်း ဒီအမပြောတဲ့တယောက်ကိုတော့အားလုံးသိကြမယ်လို့ထင်နေပြန်တော့ကျွန်တော်အရင်တလောကတော်မှာနာမည်ကြီးသွားသေးတယ်ဗျာနော်ခလေးကိုအသက်ကုန်ရိုက်ပြီးတော့ကြောင်းသုံးစာအုပ်တွေဗလာစာအုပ်တွေမိရှို့တဲ့တယောက်လေးဗျာနော်အဲ့ဒီမှာဆိုရင်လည်းဒါငငယ်လေးပဲရှိသေးရဲ့ဗျာနော်ယောက်ျား၃ယောက်တောင်နေဗျာနော်ကလေးတွေကိုလည်းစိတ်မရှိပဲနဲ့နော်အသက်ကုန်ရိုက်နှက်နေတာ တချို့သူတွေကတော့သူ့ကိုဝေဖန်သေးတယ်ဗျာနော်ဒါနိုင်ငံတော်အစိုးရကထုတ်တဲ့စာအုပ်တွေကိုမီးရှို့တယ်ဆိုတော့သူ့ကိုထောင်မှာချတင်တယ်ဆိုပြီးတော့ပြောကြတယ်ဗျဒီအမှာပြောမှာပဲနော်သူကနည်းနည်းခေါတိတိခေါတော့တော့နော်အောက်လန်းနဲ့တိုက်ထားတယ်လို့လို့ဘာလို့လို့နဲ့စိတ်ကကြောင်တောင်တောင်ဖြစ်နေရဆိုတာကိုကျွန်တော်တို့သိရတယ်ဗျဘိမဲ့လေကျွန်တော်တို့ကတစ်ဖက်စကားကိုနားထောင်ပြီးတော့ယုံလို့တော့မရသေးဘူးဗျာနော်ကဲတခြားပေါ့နော်အဲ့ကလေးကိုရိုက်တဲ့အမားကလည်းပြန်လဲပြောထားသေးတယ်ဗျာသူပြောတဲ့စကားလေးကိုလည်းကျွန်တော်တို့အတူတူနားထောင်ကြည့်ကြရအောင်ဗျာနော်ခလေး နှိမ့်ဆက်တာနဲ့လင်ရက်ကွက်နဲ့ပေါင်းကြံလို့ရတယ်ဆိုတော့လေနင်းဆောက်လုံးနဲ့နင်းကိုယ်တိုင်မြင်တယ်မဟုတ်လားအဲ့ကလေးဆောက်ချိုးဟမ်နင်းကိုယ်တိုင်မြင်တယ်မဟုတ်ဘူးလားနင်းအောင်လက်ဖြားခါပြီးတော့တဲ့နင်းအဲ့လိုဆိုဘဝကိုဘလို့မှရက်တီလို့အဆင်မပြေဘူးသူ့အဖေစီပေးလိုက်ဆိုရင်နင်းကိုယ်တိုင်ပေးခိုင်းတာလေဟမ်နင်းဆောက်လုံးနဲ့နင်းကိုယ်တိုင်မြင်ပြီးပေးခိုင်းရတဲ့အနေထားတော့ဖြစ်တယ်လေဟမ်ဒါတော့မှကလေးတငယ်ညှင်းမနှိမ့်ဆက်တယ်ဆိုတော့နင်းအဲ့လိုပြောတာတော့ငါပေးရခဲလို့လားဟဲ့ငါမွေးထားတာ ငါသားသမီးငါမွေးထားတာနင်လူပါမောရနဲ့နော်နင်ငါ့ကိုနိုင်ကျင်တာပဲတည်တယ်နင်အရှိန်အောင်မကြည့်နင်လှုပ်ချင်တာနင်လှုပ်တယ်နင်သွားစုံစမ်းတဲ့အဲ့ဒီအရာပြောသမျှဗီဒီယိုဖိုင်လ်လဲငါမှာ record အကုန်ငါယူထားပြီးပြီတိလာနော်နင်သိအောင်တစ်ခုထပ်ပြောလိုက်မယ်နော်အဲ့ဒီအယုံနင်သွားယူအဲ့ဒီ record ယူအဲ့ဒီဟာတွေအဲ့ဒီ post တွေတင်ငါအကုန်နားနဲ့ဆက်ဆက်ကြားရတော့လေတကယ်တိလာငါထပ်ပြောလိုက်မယ် ပြီးကြတော့မှနင်တို့အကုန်လုံးကိုတိမ်ကြုံပြီးငါပြောမယ်အေးငါတရေမှာတော့မဟုတ်ငါလူလူမှလူစစ်စစ်နော်လူမှလူစစ်စစ်နင်တို့တနိုင်ငံလုံးတော်တော်သိချင်နေတဲ့အဖြစ်ငါပြောပေးဦးမယ်နော်အခုငါတို့သားမိကလိန်ကကြစ်ကြခံတကယ်အလိန်ခန်းတာစောက်ကောင်မှနင်လူမျိုးကလိန်ကကြစ်သူများကမဟုတ်တာကိုဟုတ်တယ်ဆိုပြီးလိုက်လိုက်ပြောနေကောင်မှမဟုတ်ဘူးနော်ပြီးတော့ငါအရင်နေခဲ့တဲ့အင်ရှင်နဲ့လိုက်လိုက်မညှောင်းနဲ့နင်စကားကိုအမှန်ပြောနော် နေစကားအမှန်မပြောရင်နေမွေးတဲ့ကလေးစကားမပြီးတာတွေရှကင်ထိတာတွေပါလာမှာနော်နေစကားအမှန်ပြောအေးငါတခါတည်းပြောလိုက်မယ်နေအခုဘိုက်မကြီးသေးဘူးနေဘိုက်ကြီးတဲ့ခါကျရင်နေသူများသားသမီးကိုနေအဲ့လိုကလိန်ကြုံကြပြီးလောက်ကြံလီစေပြောတာတွေကနေမွေးတဲ့ကလေးကြလို့ရှိရင်အဲ့ဒီအပန်နဲ့ပတ်သက်ပြီးတော့တခုခုချိုယွင်းလာတတ်တယ်နော်ငါအဲ့လောက်ပဲပြောမယ်နေဝတ်ဆိုတာကိုယုံကြည်ရှိသိလားနော်ငါ့ကိုပြောခဲ့လောက်ခဲ့တဲ့လူတော်မှအဲ့လိုမျိုးဝတ်ကိုဆက်ဆက် ထိအကုန်လဲတာနော်နင်ကမကြုံမှုသေးဘူးနင်အိုက်ဝတ်မကြုံမှုသေးဘူးနော်နင်ကငါပြောပြမယ်ငါသွေးသားအရင်တော့မှငါ့ကိုပြောခဲ့တာတွေကအကုန်ဝစ်ကြုံတယ်နော်ငါခဏတခါခဏငါဥမာငါခဲကိုစုံထားပြီးသားဖြစ်တဲ့ငါဒီစောက်ကြောင်းနေမပြောချင်လို့ငါကငါညည်းနေတာသူများမဟုတ်တာပြောရတော့မကောင်းဘူးပေါ့ဗျာနော်ငါအခုပြောလိုက်တာတော်သေးတယ်နော် အေးငါနင့်ကိုဘယ်ဆရာနဲ့မှလုံမှမဖြစ်နဲ့ငါအမတော်ကလည်းအဲ့လိုပဲ။ तू ငါ့ကိုလိုင်းမော်တက်ပြီးအားကျဲပြီးငါကပဲမသိရင်သူ့ကိုတစ်ခုခုလှုပ်လိုက်တဲ့ပုံစံမျိုး तू ကပြောသေးတာ။နင်းကွန်မန့်အောက်မှာရေးထားတဲ့စောက်ချောင်းစစ်မြေငါပြောပြပေးမယ်။နော်။ငါတော်တော်ဒေါသထက်တယ်ငါအခုငါသမီးထမင်းကျွေးပြီးအဝိရှော်ပြီးနင်းနဲ့ငါနဲ့တွေ့မယ်။အောက်ကောင်မ ကဲပွဲကတော့လှနေပြီဗျာเนาะအခုဆိုရင်သူတင်ကိုတင်ကိုအပြိုင်ကျဲနေကြပြီဗျာဟိုဘက်အမပြောတော့လဲသူမှန်နေကြီးပဲဗျာเนาะဒီဘက်အမပြောတော့လဲသူမမှားဘူးကြီးပဲဗျာသူတို့နှစ်ဦးကเนาะတငယ်ချင်းနေအချင်းချင်းအခုဆိုရင်เนาะဂုံတုကုံပြိုင်နေစော့နေကြပြီဗျာဒီလိုဟိုဘက်ဒီဘက်ပြိုင်ဆိုင်ရင်းနေကြတဲ့အခါမှာပေါ့เนาะပြဿနာအကြီးကြီးတော့မဖြစ်စေချင်ဘူးဗျာเนาะဒါပေမဲ့ယင်နေရပြောချင်တဲ့စကားကြီးတော့ပေါ်သွားတာပေါ့ ကဲရှေ့ဆက်ပြီးတော့ဒီအမတွေရဲ့အမှန်တရားတွေချပြတာတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ကြတာပေါ့ဗျာနော်ကြည့်နေကျွန်တော်တငယ်ချင်းတွေထဲမှာလဲဒီအမတွေကိုတီးတဲ့သူတွေရှိလာဗျာနော်ဒီအမတွေကလည်းတစ်ချိန်တုန်းကတော်တော်ကြီးကိုနာမည်ကြီးကြီးတွေပဲဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျာနော်